စင်ကာပူနိုင်ငံမှာအာဏာရပါတီကရွေးကောက်ပွဲကိုဆက်နိုင်သွားပါတယ်စင်ကာပူနိုင်ငံမှာစနေနေ့ကကျင်းပခဲ့တဲ့ထွေထွေရွေးကောက်ပွဲမှာကာလာရှင်အိုဆိုနေတဲ့အာဏာရပီပန်အရှင်ပါတီကပဲမဲပြတ်တက်နဲ့ဆက်လက်နိုင်ရသွားပါတယ်လွှတ်တော်နေရာ69နေရာရှိတဲ့အနက် PAP ပါတီက82နေရာအနိုင်ရရှိပြီးတိုက်ခိုက်လို့သမောပါတီက10နေရာရရှိပါတယ်1959မှာယနေ့ချိန်ထိအနာရပါတီဖြစ်နေတဲ့ PAP ပါတီကိုစားပြု လက်ရှိဝန်ကြီးချုပ်လော်ရန့်ဆော်ဟာစင်ကာပူတည်ထောင်သူလေးကွမ်ရွေသားလီရှန်လွန်ထံမှဝန်ကြီးချုပ်ရာထူးကိုလွန်ခဲ့တဲ့တစ်နှစ်ကလွှဲပြောင်းရယူခဲ့တာဖြစ်ပါတယ်။အသက်52နှစ်အရွယ်အမေရိကန်ကျောင်းစင်စီးပွားရေးပညာရှင်လော်ရန့်ဆော်ဟာဝန်ကြီးဘွဲ့မှာဝန်ကြီးချုပ်ရာထူးပြင်ဗန်နာယီဝန်ကြီးနေရာကိုပါပူးတွဲတာဝန်ယူထားတာဖြစ်ပါတယ်။ဒါ့အပြင်ဩစတြေးလျနိုင်ငံမှာလည်းရွေးကောက်ပွဲတွေလုပ်ခဲ့ပြီးလက်ရှိဩစတြေးလျဝန်ကြီးချုပ်ကပဲ ရွေးကောက်ပွဲမှာပြန်နိုင်ရပါတယ်။အာဏာရပါတီတွေရှုံးလေ့ရှိတဲ့ရွေးကောက်ပွဲဆင်လာစိုးကိုချိုးဖျက်လိုက်တာဖြစ်ပါတယ်။ကျင်းစာလို့တော့ရည်ညွှန်းခံရတယ်။ရွေးကောက်ပွဲရောက်တိုင်းလက်ရှိဆိုးရွားဖွဲ့တွေရုံးကန်ရလေ့ရှိတဲ့ဆင်လာစိုးကိုအော်စတြေးလျဝန်ကြီးချုပ်အန်တိုနီအဘာနီကကြော်လွှားနိုင်ခဲ့ပြီးတောင်ပြိုကမ်းပြိုအောင်ပွဲခံသွားပါတယ်။အော်စတြေးလျရွေးကောက်ပွဲမှာလက်ရှိအာဏာရပါတီတွေအခြေအနေမကောင်းတာကအဆင်လာဖြစ်နေပြီးဒါဟာကျင်းစာလို့တော့ဆိုပါတယ်။ဒါပေမဲ့အဘာနီကတော့ လေးပါးပွားဒီနေ့ဒူရွေးကောက်ပွဲမှာအထူးချီးနေကောင်းခဲ့ပါလေမဲရည်တော်မှုမပြီးဆုံးသေးပေမဲ့ဗဟုလဝဲရေးလေးပါးပွားဒီဟာလက်ရှိထက်တော်မှာလွတ်တော်အမတ်နေရာ ခွဲတန်းပိုရခဲ့ပြီးဒီကပြန်ပတ် liberal မျိုးသားမဟာမိတ်အင်အားစုကိုအသာစီရယူခဲ့ပါလေအခုနှစ်ဩစတြေးလျရွေးကောက်ပွဲပေါ်အမေရိကန်သမ္မတထိုင်ရဲ့သဘောတရားရေးရလွှမ်းမိုးတည်ရမှုတွေရှိခဲ့ပြီးလက်ရဆောင်မျိုးသားအင်အားစုတွေက ထရန့်ရဲ့နိုင်ငံရေးတွေးမြင်တွေကိုကိုကားကျင့်သုံးတယ်ဆိုတဲ့သဘောထားမျိုးရှိပါတယ်။ဒါပေမဲ့ခုတော့လေဘာပါတီကိုတနိုင်ငံလုံးတိုင်းတာမှာအရင်းနှင်ကုန်တာဖြစ်ပါတယ်။အော်စတြေးလျပြည်သူတွေဟာနိုင်ငံရဲ့အနှစ်သာရတန်ဖိုးစစ်မှန်ကိုပြသခဲ့ကြောင်းမျှတမှုတာတူညီမျှမှုတွေအတွက်လူလူကမဲပေးခဲ့ပြီးတော့ရန်လုံမှုတွေကိုရင်ဆိုင်ရတဲ့တတိမျိုး လိုအပ်နေသူတွေကိုဖေးမနဲ့ကျင်းနာမှုမျိုးကိုလည်းမြင်သာစေခဲ့တယ်လို့အန်တိုနီအယ်ဘာနီကပြောပါလိမ့်။ လစ်ဘရယ်မျိုးသားရေးမဟာမိတ်အင်အားစုခေါင်းဆောင်ပီတာဒတ်တန်ကခါးသီးတဲ့ရွေးကောက်ပွဲအရှုံးအတွက်အပြည့်အဝတောင်းယူမယ်ပြောပါတယ်ပီတာဒတ်တန်ကိုနိုင်တော်မှာ24နှစ်တည်းနဲ့အနိုင်ရထားတဲ့လွတ်တော်မနေရာကိုဆွတ်လုခဲ့ရပါတယ်အော်စတြေးလျမှာပါတီတစ်ခုကရွေးကောက်ပွဲနှစ်ကြိမ်ဆက်နိုင်တာဟာအတော်ရှာပါတဲ့အခြေအနေပါဝန်ကြီးချုပ်အန်တိုနီအယ်ဘာနီဟာလွန်ခဲ့တဲ့နှစ်ပေါင်း20အတွင်းပထမဆုံးရွေးကောက်ပွဲနှစ်ကြိမ်ဆက်နိုင်တဲ့ပထမဆုံးဝန်ကြီးချုပ်ဖြစ်လာပါတယ် လက်ရှိချင်းနေရလေဘာဘာဒီဟာမန်နီယာ86ခုထိအနည်းဆုံးရဖို့တည်ကြနေပြီပြန်ပတ်ညပေါင်းရာစုကတော့440နေရ40သာရထားပါတယ် green party ကတစ်ခုနှစ်ခုလောက်ပဲရဖို့ရှိပါတယ်ဒါဟာလက်ရှိလွတ်တော်မန်နီယာခွဲတဲ့နေမှာလေဘာဘာဒီကတိတိတတ်တာအရေးအတွက်တိုးလာပြီး green party ကကြာဆင်းသွားတယ်ဆိုတာပြသစေပါတယ်အခုနဲ့ဩစတြေးလျရွေးကောက်ပွဲကြိုးမဲဆွေမှုတွေမှာနိုင်ငံနေထိုင်မှုစရိတ်ကြီးမြင့်တဲ့ ပြဿနာကိုဖြေရှင်းရာပါတီအသီးသီးရဲ့အဓိကမဲဆွယ်မူဝါဒဖြစ်ခဲ့ပြီးစွန့်ရင်ဖူလုံရေးရာသီဥတုပြောင်းလဲမှုဆိုင်ရာတုံ့ပြန်ကိုင်းတွယ်ရေးနိုင်ငံတကာဆက်ဆံရေးရွှေပြောင်းခြေချမှုကဏ္ဍတွေရေးပါပါတယ်အဘာနီကတော့နိုင်ငံကျမ်းမာရေးကဏ္ဍကိုပုံမူထည့်ရဲ့ကောင်းမှုအောင်ဈေးတတအောင်စူးစမ်းပေးဖို့အော်စတြေးလျနိုင်ငံသားတွေအင်ပန်နိုင်ဖို့မဲဆွယ်ကတိပေးထားပါတယ်အသက်62နှစ်အရွယ်အန်တိုနီအဘာနီယာ2019မှာ လေဘာပါတီခေါင်းဆောင်ဖြစ်လာပြီးအော်စတြေးလျဝန်ကြီးချုပ်ယာတူကို2022ကစတင်တာဝန်ယူခဲ့တာဖြစ်ပါတယ်